ောင်မလေးတယောက်တည်းအိမ်ထဲမှာပျော်ရှင်စွာနဲ့ကိမုတ်ကိုဖုတ်နေခဲ့ပြီးတော့ကိမုတ်ရလာတဲ့အခါမှာအမတ်တရားရင်းနေတဲ့ဓာတ်ပုံရိုက်လိုက်ပြီးတော့သူ့လုထားတဲ့ကိမုတ်ကိုဟာနာကျိုင်းနှစ်သက်ပါစေလို့ဆုတောင်းပေးဖို့အတွက်ကိုအိမ်ထဲကနေကိုထွက်လာပါတော့တယ်။ကောင်မလေးကလည်းခရစ်ရဲ့အိမ်ရှိရာကိုရောက်လာခဲ့ပြီးတော့ကိမုတ်ကိုပေးဖို့အတွက်အိမ်ထဲကိုတလှည့်ချင်းစီကိုမော်ရီရှိုးရှောင်းနေတဲ့အတိုင်းကိုဝင်လာခဲ့ပါ යි ။ကောင်မလေးကလည်းခြံဝန်းထဲမှာခရစ်ကထိုင်နေတဲ့အကြောင်းခရစ်စီကိုရှောက်သွားခဲ့ပြီးတော့သူကဟာနာစီကိုကိမုတ်လာပို့ပေးတာဖြစ်ကြောင်းကိုပြောပြပါရင် ခရစ်ကလည်းကိမ့်မလာပို့ပေးတာဆိုရင်ဟာနာကဒီမှာကိုမရှိတော့တာကြောင့်ပြောတဲ့အခါမှာကောင်မလေးကလည်းနှစ်ယောက်သားဘလို့တွေဖြစ်ပြန်ပြီလဲဆိုပြီးတော့မေးပါရင်ခရစ်ကလည်းဟာနာကသူ့စိတ်နှောက်ယှက်ဖြစ်နေတဲ့အရာပဲဖြစ်တဲ့သူ့ဖေရဲ့ပုံကိုသူ့ရဲ့ခန်းထဲမှာထားထားလို့အခုလိုမျိုးဖြစ်ကြောင်းကိုပြောပြပါရင်ကောင်မလေးကလည်းခရစ်ကဘာလို့အဲ့ဒီပြဿနာအသေးစားလေးကိုအကြီးကြီးဖြစ်အောင်လုပ်ရတာလဲဆိုတာကိုပြောလိုက်ခဲ့ပြီးတော့သူကတော့ဟာနာရဲ့ဖေကိုအရင်ကမှမုံချောင်းပြောပြပါရင်ကောင်မလေးကလည်းခရစ်ကိုအခုလိုမျိုးပြပြတဲ့ကိစ္စတွေတဲ့ကတခုကိုတော့နောက်တစ်ချိန်မှာဟာနာကို သူတပားရဲ့လက်ထဲမှာလက်လွတ်ရမှဖြစ်ကြောင်းစော်ပြစ်ခံရတဲ့သူတွေကိုသူတွေးကြုံပူခဲ့ရတဲ့အကြောင်းကိုကောင်မလီကလည်းပြောပြီးတော့ထွက်ခွာသွားခဲ့ပါတော့ရင်ခရစ်ကလည်းအင်းထဲကိုပြန်ဝင်လာပြီးတော့အိယာပေါ်မှာလှဲကသူကဟာနာရဲ့ပေါ်မှာအမြဲတမ်းကိုမှစိုးတွမ်းခဲ့တာကိုစဉ်းစားနေပြီးတော့ကော်ဖီဆိုင်မှာတွေးခဲ့ရတဲ့ကောင်မလီရဲ့စကားပြောတန်ကအစားဟာနာနဲ့အရန်ကိုမှစင်တူနေတာကြောင့်တကယ်ပဲသူလားသူ့ရဲ့ခံစားချက်အရာဖြစ်နေတာဆိုတာကိုစော်ပြစ်ကောင်တရားဆိုတဲ့အတိုင်းတခြားတရားအောင်လို့စစ်ဆေးဖို့စဉ်းစားနေပါ යි ။နောက်နေ့မှာတော့ဟာနာကလည်းဆိုင်မှာလူတွေအများကြီးလာနေတာကြောင့်အလုပ်တွေရှုံ့နေခဲ့ပြီးတော့ အဲ့ဒီအချိန်မှာဆိုင်ထဲမှာထိုင်နေတဲ့ဒေမီယန်ကိုလည်းမြင်တာကြောင့်အလုံးလုံးနေရာကနေကိုထွက်လာခဲ့ပြီးတော့ဒေမီယန်ကလည်းကလေးရှိနေတာတော့မှအခုလိုမျိုးအလုပ်တွေလုပ်နေလို့မပင်ပန်းဘူးလားဒုတိယလူတစ်ယောက်အနေနဲ့ကိုမှမေးလိုက်ခဲ့ပါ යි ဟာနာကလည်းအခုလုပ်တွေမပင်ပန်းတယ်လို့အစင်လဲပြေချောင်းကိုပြောပြပြီးတော့ဒေမီယန်ကလည်းဟာနာသာသူ့ရဲ့အကူအညီကိုလိုရင်ဘယ်ချိန်မဆိုအာမနာပဲပြောလို့ရပြီးတော့အခုတော့သူထွက်သွားတော့မှဖြစ်တာကြောင့်ယူဆိုင်ဖို့ပြောကာဆိုင်ထဲကနေသူ့ရဲ့နေရာကိုကားနဲ့ပြန်သွားခဲ့ပါတော့ရင်ဒေမီယန်ပြန်သွားပြီးတော့မကြခင်မှာပဲဆိုင်ရှိကို Chris ကလည်းရောက်လာပြီးတော့ ဒီကိုလာရတာအရန်ကိုမှပင်မနဲ့ဆိုပေမဲ့လို့ဟာနာဆိုတာကိုစစ်ဆေးဖို့အတွက်ကိုမှလုံရမှာဖြစ်ပြီးတော့သူ့ရဲ့လုံရအတွက်ကလည်းဟာနာကခွင့်လွတ်ပေးနိုင်မှာပါလို့တွေးကစောင့်ကြည့်နေပါတော့ရင်ဟာနာကလည်းသူ့ရဲ့လုံချင်ပြီးသွားတာကြောင့်ဘရွန်ထဲမှာအင်ဂျင်လဲပြတာနဲ့အိမ်ပြန်ဖို့အတွက်ကိုဆိုင်ထဲကနေကိုထွက်လာခဲ့ပြီးတော့ခရစ်ကလည်းအဲ့ဒီနော်ကားနဲ့လမ်းတစ်လျှောက်ကိုမှတိတိစိတ်ကိုနားရောက်ခံလိုက်လာပါတော့ရင်ဟာနာကလည်းသူ့ရဲ့အိမ်ရှိရာကိုရောက်တော့တကားကိုဖွင့်ပြီးတော့ဝင်သွားခဲ့ပြီးတော့တကားကလည်းပြန်မပေးရသေးတာကိုနားရောက်ခံလိုက်နေတဲ့ခရစ်ကလည်းတတိထားမိကအိမ်ထဲကိုမတိမတာဝင်လာခဲ့ပါရင် ဟာနတ်ကလည်းသူ့ပင်ပန်းနေတာကြောင့်လမ်းဆန်းသွားအောင်လို့ရင်ရင်ချိုးရမယ်ဆိုတာကိုတွေးခဲ့ပြီးတော့ရေချိုးကန်းထဲကိုဝင်တဲ့အခါမှာမက်စ်ကိုချိုးပြီးတော့ရေချိုးလိုက်ပိုင်းဟာနတ်ကလည်းရေချိုးကန်းထဲကနေအပြင်ကိုပြန်ထွက်လာတဲ့အခါမှာတော့အိမ်ထဲမှာစောင့်နေတဲ့ခရစ်ကိုမြင်သွားပြီးတော့လန်သွားခဲ့ပိုင်းခရစ်ကလည်းသူ့ရဲ့အိမ်ထဲအစောင့်နေရဲ့လက်ကနေအခုနေရာထစ်ကိုထွက်ပြေးလာတာကိုတော့ချီးကျူးပေးမယ်လို့အိမ်ကိုတော့ပြန်လိုက်ခဲ့ဖို့ပြောပိုင်းဟာနတ်ကလည်းသူကခရစ်ရဲ့အိမ်ကိုဘယ်တော့မှပြန်လာမှာမဟုတ်တယ်လို့ခရစ်ရဲ့အိမ်ကိုနောက်ထပ်တစ်ချိန်တာထပ်လိုက်သွားမယ်ဆိုရင်သူ့အနေနဲ့အရန်ကုန်မှနာကျင်ခံစားရမှာဖြစ်ကြောင်းကိုပါပြောပါတယ် နောက်ထပ်တစ်ချိန်သာထပ်လိုက်သွားမယ်ဆိုရင်သူ့အနေနဲ့အရန်ကိုမှနာကျင်ခံစားလာရမှာဖြစ်ကြောင်းပြောပြပါတယ်။ခရစ်ကလည်းသူကဟာနာကိုနောက်ထပ်တစ်ခါဘယ်တော့မှနာကျင်အောင်လို့လုံတော့မှာမဟုတ်ဘူးဆိုပြီးတော့ပြောပြမယ်လို့ဟာနာထွက်မသွားဘူးလို့ပြောတဲ့သူမကတော့မှထွက်ခဲ့တယ်လို့အချိန်တိုင်းရင်ခရစ်ကလည်းသူ့ကိုပြန်ပြီးတော့နာကျင်အောင်လုံမအောင်ပဲဆိုပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့ကိုလဲကြသွားခဲ့ပါတော့တယ်။ခရစ်ကလည်းလဲကြသွားတဲ့ဟာနာကိုဂယုတဆိုင်နဲ့ကိုပွေ့ချီကခင်မုန်းကောင်းပီတာစွာနဲ့ပဲတာဝန်နေယူဖို့အတွက်ကိုကားဘော့ကိုတင်ကဆေးရုံကိုမောင်းထွက်လာခဲ့ပါ යි ။စေးရုံကိုလာနေတဲ့လမ်းမှာခရစ်ကလည်းဟာနာကိုဂယုဒီဆိုင်နဲ့ကိုကြည့်ကစိတ်ထဲမှာလည်းစိုးရိမ်လွန်ပြီးတော့စေးရုံကိုရောက်လာကြပြီးခရစ်ကလည်းဆရာဝန်ကိုတေချာလေးကြည့်ရှုစောင့်ရှောက်ပေးဖို့ကိုပြောလိုက်ပါရင်။ဆရာဝန်မလေးကလည်းဟာနာကိုတေးတေးချာချာကိုစစ်ဆေးပြတာနဲ့ခရစ်ကိုအလုပ်တွေအရန်လုပ်ပြီးတော့ပင်ပန်းသွားလို့သာအခုလိုမျိုးလဲကျသွားရတာဖြစ်ပြီးတော့ကိုဝင်းနဲ့ကလေးအချင်းတွေကတော့မစိုးရင်ရပဲနဲ့အလုံးစုံကောင်းမွန်ကြောင်ပြပြကထွက်သွားခဲ့ပြီးတော့ခရစ်ကလည်းဆရာဝန်ရဲ့မမျှော်လင့်ထားတဲ့စကားကိုကြားပြီးတဲ့ခါမှာတော့အရန်ကိုမှအံ့ဩသွားခဲ့ပြီးခရစ်ကလည်းဟာနာကိုကိုဝင်းရှိနေတဲ့အတွက်ကြောင့်ဝမ်းသာတယ်လို့ ဲ့ဒီအကြောင်းတွေကိုမတိရှိခဲ့ရတဲ့အတွက်ကြောင့်လဲတောင်းပန်ကြောင်းကိုပြောပါရင်ခရစ်ကလည်းဟာနာကိုစေယုံကနေပြန်ပြီးတော့တဲကောင်းအိမ်ကိုခေါ်သွားခဲ့ပြီးတော့အဲရောက်တာနဲ့ခရစ်ကလည်းဟာနာရဲ့အခန်းထဲကအိယာဘေးနားမှာချပေးကစံကိုလည်းတေချာလေးကိုချုံပြီးတော့ဂယုဆက်ပေးလိုက်ပါရင်ခဏနေတော့အိယာကနေဟာနာကလည်းနိုးထလာခဲ့ပြီးတော့ဘယ်နေရာရောက်နေမှမသိတာကြောင့်ဘေးနားတွေကိုကြည်လိုက်တဲ့ခါမှာတော့ခရစ်ရဲ့အိမ်မန်းကိုတီးသွားတာကြောင့်ထိတ်လန့်သွားခဲ့ပါရင်ခရစ်ကလည်းဟာနာရဲ့ခြင်တွေကိုစစ်ဆေးဖို့လာတဲ့ခါမှာတော့ ဟနာကလည်းခရစ်ကိုသူ့နားမလာဖို့ကြောက်ကြောက်လန့်လန့်နဲ့ကိုပြောကအနီးနားမှာရှိနေတဲ့ကောင်မလေးမရှိလို့ဘယ်သူမှမဖောက်တော့ရသေးတဲ့ဝိုင်ပလင်းနဲ့ကောက်ပတ်လိုက်တာကြောင့်ခရစ်ကလည်းမာဖီးယားဆက်ဆံပဲခက်ခက်ခဲခဲနဲ့ကိုမှရှောင်လိုက်ရပါပြီ။ဟနာကလည်းသူ့ကိုဘယ်တော့မှခရစ်ကကောင်းကောင်းမွန်မွန်ဆက်ဆံမှာမဟုတ်ကြောင်းကိုပြောပြီးတော့ခရစ်ကလည်းတတိထားပြီးတော့ဟနာရဲ့နားကိုတွားကစစ်စစ်ကြည့်လိုက်ပြီးတော့ခရစ်ကလည်းဟနာကသူ့အတွက်ကြောင့်နဲ့စိတ်တန်ရအများကြီးရထားတာကြောင့်အခုချိန်မှာတော့တယောက်ထဲထားတဲ့နယ်လို့ဆိုကထွက်သွားတဲ့ချိန်မှာတော့ဟနာကလည်းစိတ်သက်သာရရသွားခဲ့ပါတော့ရှင်။ ။နောက်နေ့မနေ့ရောက်တဲ့ခါမှာတော့ဒေမီယန်ကလည်းဟာနာကိုမတွေ့ရတာ၃ရက်လောက်ရှိပြီဖြစ်တာကြောင့်စိတ်ပူတဲ့အတွက်ဆိုင်ကိုလာရောက်ပြီးတော့စစ်ဆေးပါရင်။ဒေမီယန်ကလည်းဆိုင်ထဲမှာဟာနာကိုမတွေ့တာကြောင့်ဆိုင်ပန်ရှင်ကိုဟာနာဆိုတဲ့မိန်းကလေးကိုမတွေ့ရလို့ဗမာရှင်နေလဲဆိုတာကိုမေးလိုက်တဲ့ခါမှာတော့ဆိုင်ရှင်အက်စကာကလည်းဟာနာလေးဆိုင်ကိုအလုံးမလာတာ၃ရက်လောက်ရှိပြီဖြစ်ကြောင်းကိုပါပြောပြပါရင်။ဒေမီယန်ကလည်းအခုလိုမျိုးပြောပြပေးလို့ဆိုင်ရှင်ကိုကျေးဇူးတင်ကဟာနာရဲ့အိမ်ရှိရာကိုထွက်လာပြီးတော့ရောက်တာနဲ့အိမ်ရှိမှာထိုင်နေတဲ့အိမ်ပိုင်ရှင်ကို ဒင်းရဲ့အိမ်ပိုင်ရှင်လားတေချအောင်လို့မေးလိုက်ခဲ့ပြီးတော့တေချာသွားတဲ့အခါမှာတော့ဒင်းမယားကလည်းအခုအိမ်မှာနေထိုင်နေတဲ့ဟာနာဆိုတဲ့မိန်းကလေးဘယ်ရောက်သွားလဲဆိုပြီးတော့မေးလိုက်ပါတယ်။အိမ်ပိုင်ရှင်ကလည်းအလုံးဆိုင်ပိုင်ရှင်ရဲ့ပြောစကားနဲ့အတူတူဟာနာအနေနဲ့အိမ်မှာမနေတာ၃ရက်လောက်ရှိပြီဖြစ်ကြောင်းပြောလိုက်တာကြောင့်ဒင်းမယားကလည်းအချင်းတွေကိုတည်ငြိမ်စွာနဲ့ပဲသုံးသက်လိုက်ပြီးတော့ဟာနာကိုခရစ်ခေါ်သွားမှတ်ကိုတည်လိုက်ရပါတယ်။ဒင်းမယားကလည်းခရစ်ရဲ့အိမ်ကိုအလောတကြီးနဲ့မောင်းဝင်လာခဲ့ပြီးတော့ခြံဝင်းတကားရဲကိုဟာနာဘမဖွက်ထားလဲဆိုပြီးတော့မေးကအော်ပြီးတော့မေးလိုက်ခဲ့ပါတော့တယ်။ဒင်းမယားရဲ့အတန်ကိုကြားတဲ့ခရစ်ကလည်းအင်ရှိထွက်လာခဲ့ပြီးတော့ ခရစ်ကိုဟာနာပမာလဲဆိုပြီးတော့မင်းညီတို့မှအပေါ်ဒက်ကဟာနာကလည်းတကားရှိရာကိုပြေးဆင်းလာခဲ့ပြီးတော့ဒမီယန်ကလည်းဟာနာကဘာလို့ဒီနေရာမှာရှိနေရလဲဆိုပြီးတော့မေးလိုက်ပါဟာနာကလည်းသူ့မကခရစ်နဲ့ရရှိထားတဲ့ကိုဝင်ရှိနေပြီဖြစ်တာကြောင့်အခုခရစ်နဲ့နေရတာဖြစ်ကြောင်းပြောတဲ့အခါမှာတော့ဒီမီယာကလည်းထပ်ပြီးတော့ခရစ်အနေနဲ့ဟာနာနာချင်းအောင်လုံးမကိုစိုးရင်ကြောင်းပြောတဲ့အခါမှာသူ့အနေနဲ့အရှိကဖြစ်ပြတဲ့မြကိစ္စတွေကိုမေးထားပြီးဖြစ်ပြီးတော့သူလဲဆင်ပြေတာကြောင့်ဒီမီယာကိုအင်ကိုပြန်ဖို့ပြောပါရင် ဒီမီယန်ကလည်းနောက်တစ်ခါထပ်ပြီးတော့ဟာနာကိုထိခိုက်အောင်လုပ်မယ်ဆိုရင်သူနဲ့ရင်ဆိုင်ရပြီးတော့အပြက်ရှင်းမှဖြစ်ကြောင်းကိုပြောတဲ့အခါမှာခရစ်ကလည်းအရင်ကဒီမီယန်ထင်နေတယ်လို့သူမဟုတ်တော့တဲ့သူ့အနေနဲ့ဟာနာကိုဂရုစိုက်မှဖြစ်ကြောင်းကိုပြောပြီးတော့ဒီမီယန်ကလည်းသူ့ရဲ့ရှေ့မှာဒီလိုမျိုးစကားကိုနောက်ထပ်ထပ်ပြီးတော့မပြောရစေဖို့ကိုပြောကာထွက်သွားခဲ့ပါတော့ရင်ဟာနာကလည်းအိမ်ထဲကိုပြန်ထွက်သွားခဲ့ပြီးတော့တယောက်တည်းထိုင်ကုန်နေပြီးခရစ်ကလည်းအနာကိုရောက်လာတာကြောင့်သူ့ရဲ့နားကနေထွက်သွားဖို့ပြောပေမဲ့လို့ခရစ်ကတော့သူ့ကိုကြည့်ပြီးတော့နောက်ထပ်တစ်ချိန်သူ့ကိုထပ်ပြီးတော့ထိခိုက်အောင်မလုပ်တော့ဘူးဆိုပြီးတော့ပြောလိုက်ပါရင် ခရစ်ကအကူတီကိုမှငိုနေတဲ့ဟာနာရဲ့ဘေးနားကနေထွက်လာခဲ့ပြီးတော့ကိုယ့်ရဲ့ခန်းထဲကိုပြန်သွားကအပန်းဖြစ်နေခဲ့ပြီးတော့အပန်းဖြစ်နေရင်းနဲ့ပဲဟာနာရဲ့အကြောင်းတွေကိုစဉ်းစားမိပြီးတော့ဘာလို့ရမှမသိတာကြောင့်ကိုကိုကိုပဲပောက်ကွဲနေပါတော့ရင်ခဏနေတော့မာယာကလည်းခရစ်ရဲ့စီကိုဖုန်းလက်ဆက်ကဟာနာကိုပြန်တွေ့ပြီလားဆိုပြီးတော့မေးတဲ့အခါမှာတော့ခရစ်ကလည်းသူနဲ့တူတူဟာနာကရှိနေကြောင်းပြောပြလိုက်ပြီးတော့အဲ့ဒါဆိုရင်ဟာနာကိုတွေ့ဖို့တူလာခဲ့မယ်ဆိုပြီးတော့မာယာကလည်းပြောလိုက်ပါရင် မာယာကလည်းခရစ်အိမ်ကိုရောက်လာတဲ့အခါမှာတော့ တယောက်တည်းဟာနာငိုနေတာကြောင့်ခရစ်ကိုအပြင်ကိုခေါ်ထုတ်လာခဲ့ပြီးတော့ဟာနာဘာဖြစ်ထားရလဲဆိုပြီးတော့မေးကြည့်တဲ့အခါမှာတော့အိမ်မရောက်လာကြတဲ့ကအဲ့ဒီလိုမျိုးဓာတ်ရှောက်ငိုနေတာဖြစ်ပြီးတော့သူ့ကိုလည်းအရင်ကြောက်ရွံ့နေကြောင်းပြောပြလိုက်တဲ့ကြောင်းမာယာကလည်းခရစ်ကြောင့်စိတ်တန်ရရသွားမှန်းကိုတည်သွားခဲ့ပြီးတော့ခရစ်အနေနဲ့သူနဲ့ဟာနာတို့ကလည်းပြန်ပြီးတော့အဆင်မပြေတော့မှကိုစိုးရိမ်နေတာကြောင့်မာယာကလည်းသူတို့တွေနီလန်တစ်ခုတော့ရှာရမယ်ဆိုကဟာနာရဲ့ခဲနဲ့ကိုဝင်သွားခဲ့ပါတော့တယ်။မာယာကိုဟာနာရဲ့အနာကိုကတ်ကအဆင်ပြေပါမလားမေးပေးမယ်လို့ကြောက်လန့်နေတဲ့ဟာနာကတော့မာယာကိုမြင်တာနဲ့ပဲ သူ့ဘော်လုခဲ့တာတွေကိုတွေးကထိတ်လန့်မှုဖြစ်သွားတဲ့ကြောင်းသူ့ရဲ့အနာကနေဝဲဝဲနေဖို့နဲ့ဘယ်တော့မှသူ့ရဲ့မျက်စိရှိမှမမြင်ချင်းကြောင်းဟာနာကလည်းမာယာကိုပြောပြလိုက်ပါတယ်။မာယာကလည်းခရစ်လုခဲ့တာတွေကိုခွင့်လွှတ်ပေးဖို့နဲ့သူကတော့ဟာနာမယုံမှန်းသိပေမဲ့လို့ခရစ်မျက်လုံးတွေကိုကြည့်ပြီးတော့ခရစ်အနေနဲ့ဘယ်တော့မှဟာနာကိုထက်ပြီးတော့နာကျင်အောင်လုံးတော့မှမဟုတ်ကြောင်းကိုနှစ်သိပ်ပေးပါတယ်။ခဏနေတော့ခရစ်နဲ့မာယာကလည်းဆန်ကေကိုစီစီကနေရာတစ်ခုကိုထွက်လာခဲ့ပြီးတော့ထွက်လာတဲ့နေရာကတော့ဒေမီယန်ရဲ့အိမ်ပဲဖြစ်ပါတယ်။ခရစ်နဲ့ဒေမီယန်ကလည်းစကားစတင်ပြောဆိုကြပြီးတော့အခုလိုမျိုးဖြစ်နေတာတွေက ခရစ်ရဲ့လောရဲ့တွေကြောင့်ဆိုပြီးတော့ပြောခဲ့ပြီးတော့မာယာကလည်းနှစ်ယောက်သားကတော့အချင်းမမြဘူးနဲ့သူတို့ကိုဒီကုံမျိုးဟာနာကိုအဆင်ပြေသွားအောင်လို့လုပ်ပေးဖို့ဖြစ်ပြီးတော့အချင်းချင်းစကားများနေဖို့ကလည်းဘာမှကုံမမထူးချောင်းကိုပြောပြလိုက်ပါရင်ဒေမီယန်ကလည်းခရစ်အနေနဲ့တကယ်ဟာနာကိုခရူးဆိုင်တယ်ဆိုရင်စိတ်ရုပ်ကိုသွားပြီးတော့ဟာနာရဲ့ကိုဝင်ကိုစစ်ဆေးတင်ပြီးတော့အခုကဟာနာကသူ့ရဲ့ရှင်သွေးကိုထပ်ပြီးတော့ထိခိုက်မှာကိုစိတ်ပူနေတာဖြစ်ကြောင်းပြောပြလိုက်ပြီးတော့ခရစ်ကလည်းသူ့ကိုအခုလိုမျိုးကူညီပေးလို့ကျေးဇူးအရမ်းတင်ကြောင်းပြောကအင်ကိုပြန်ထွက်လာခဲ့ပါတော့ရှင် ခရစ်ကလည်းအင်ရောက်တာနဲ့ဟာနာရဲ့အခန်းထဲကိုဖြည်းဖြည်းချင်းစီကိုမှဝင်လာခဲ့ပြီးတော့အနာယူနေတဲ့ဟာနာကိုသူတို့တနေရာသွားကြမယ်လို့ပြောလိုက်ပြီးတော့ဘယ်နေရာလဲဆိုပြီးတော့ပြန်မိလိုက်တဲ့ခါမှာတော့ခရစ်ကလည်းဆေးရုံကိုတောင်းမှဖြစ်ကြောင်းကိုပါပြောပြပါ යි ဟာနာကလည်းဘာလို့ကျင်လို့အဲ့ဒီကိုတော့ရတာလဲဆိုတာနဲ့သူရဲ့ကိုဝင်ကိုဖျက်ချပြစ်မလို့ကိုတွားကျင်တာလားဆိုပြီးတော့မေးပြီးမယ်လို့ခရစ်ကလည်းသူကဟာနာရဲ့ကလေးချင်းတွေကိုစစ်ဆေးဖို့ဖြစ်ကြောင်းပြောပြကား ဟာနာကိုကြီးကကားနဲ့တူတူကိုစေယုံကိုထွက်လာခဲ့ကြပါတယ်။စေယုံကိုတွားတဲ့လမ်းမှာတော့သူနဲ့တူတူထိုင်နေရတာကိုဟာနာကလည်းအယံကုန်မှကြောက်နေတာကြောင့်ခရစ်ကလည်းဘာစကားမှမပြောဘဲနဲ့တိတ်ဆိတ်စွာပဲလာခဲ့ရပါတယ်။စေယုံမှာတော့ဆရာဝန်မလေးကလည်းတည်တည်ချာချာကိုစစ်ဆေးပြီးတဲ့နောက်မှာတော့လူနာရဲ့ဆဲကအယံကုန်မှထိခိုက်ထားတာကြောင့်ကလေးကိုပါတက်ရောက်နိုင်တယ်လို့ပြောပြပြီးတော့ခရစ်ကလည်းအဲ့ဒီလိုမျိုးမဖြစ်ရအောင်လို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့ဆရာဝန်ကလည်းလူနာကိုစေကျမ်းမရဲ့အဆင်ပြေအောင်လို့ထားရင်ရပြီဖြစ်ကြောင်းပြောကထွက်သွားခဲ့ပြီးတော့ ခရစ်ကလည်းသူ့အတွက်ခုလိုမျိုးဟာနာကစိတ်ရန်ကုန်မှာထိခိုက်သွားတာကြောင့်ကြေကွဲဝမ်းနေနေခဲ့ပါတော့ရင်ခရစ်တိုတွေကလည်းအိမ်ကိုပြန်ရောက်လာခဲ့ကြပြီးတော့ဟာနာကိုစောင့်ကြည့်နေကြတဲ့အနာကိုတွေ့ကောင်းအဲ့ဒီအတိုင်းဝမ်းနေပြီးတော့သူ့ကိုကြောက်ရွံ့နေဖို့မလိုကြောင်းပြောပြမိလို့ဟာနာကတော့သူ့ရဲ့ဗေဒနာကနေထွက်သွားဖို့ပြောနေခဲ့ပါတယ်ခရစ်ကလည်းဟာနာရဲ့ဘဝရင်းမှာသူ့ကိုမလိုအပ်တော့ရင်သူကအမြဲတမ်းကိုရှိနေမှာပါလို့ TikTok ပေါ်မှာကြည်ထားတဲ့ဗီဒီယိုတွေကအတိုင်းကိုပြောလိုက်ပါတော့ရင်ခရစ်တိုကလည်းကားနဲ့အပြင်တနေရာကိုသွားနေခဲ့ကြပြီးတော့ ဟာနာကလည်းသူတို့တွေပဲနေရာကိုသွားနေရလဲဆိုပြီးတော့မေးကြည့်တဲ့ခါမှာတော့သူတို့နှစ်ယောက်ကတော့တိတ်ဆိတ်ပြီးတော့စကားတူတူပြောလို့ရမယ့်နေရာဖြစ်ကြောင်းပြောကဖက်လိုက်ပြီးတော့ခရစ်ရဲ့ပြောစကားကြောင့်ဟာနာကလည်းထိတ်လန့်သွားခဲ့ပါတော့ရင်ခဏနေတော့ခရစ်ကလည်းသူသွားခေါ်ချင်တဲ့နေရာဖြစ်တဲ့ကမ်းခြေကိုရရှိလာခဲ့ပြီးတော့ရလာတာနဲ့ကားပေါ်ကနေဆင်ကဖြည်းဖြည်းချင်းသူ့ဝယ်ထားတဲ့အိမ်ကိုခေါ်လာခဲ့ပါတယ်ဟာနာကလည်းဘာလို့သူ့ကိုဒီနေရာကိုမေးကြည့်တဲ့အခါမှာတော့စကားတက်တဲ့ခရစ်ကလည်းဟာနာအနေနဲ့ဝမ်းနေတိုင်းမှာအခုကမ်းခြေကိုလာပြီးတော့စိတ်ပန်းဖြေတာကိုသိလို့ဖြစ်ကြောင်းနဲ့ဟာနာကိုလည်းဖိုက်စာနေပြီလားဆိုတာကိုမေးလိုက်ခဲ့ပြီးတော့ ဟာနာကလည်းအစာစားကျင်နေပြီဖြစ်ကြောင်းပြောလိုက်တာကြောင့်ခရစ်ကလည်းသူ့ရင်ချိုးမှာဖြစ်ပြီးတော့ရင်ချိုးပြီးတာနဲ့ကိုယ့်ချစ်ကလေးစားဖို့ချက်ပေးမယ်လို့ပြောပြလိုက်ပါခရစ်ကလည်းရေချိုးပြီးပြီနဲ့မိဖို့ကြောင့်နဲ့မှမချက်တဲ့ချက်တဲ့နဲ့ကိုမှချက်နေခဲ့ပြီးတော့ရိုမန်ရလာပြီးရတဲ့ခရစ်ကလည်းဟာနာကိုခွန့်ကြွေးရင်းနဲ့နှစ်ယောက်သားကတော့ကြည်နူးစွာအချင်းကိုဖြုံးတီးနေကြပါ යි ။ဒါလိုနဲ့အချင်းတွေကလည်းကုန်လွန်ပြီးတော့ညာရောက်တဲ့အခါမှာတော့ဟာနာကန်းကျင်ညာဘက်အလောက်ကိုကြည့်ရှုကခန့်စားနေတော့အခမ်းမီးကရုတ်တရက်ကိုမှပြတ်သွားတာကြောင့်လန့်ပြီးတော့ခရစ်ကလည်းဒီအရက်ပင်နေရာမှာရှိနေတာလဲဆိုတာကိုလိုက်ရှာနေပါတော့ရင် ဟာနာကလည်းအိမ်ပြင်ကိုမှရောက်တဲ့အခါမှာတော့မင်းရောင်စုံနဲ့အသေးပုံစံနဲ့အလှဆင်ထားတာကိုတွေ့တာကြောင့်ပြေးသွားခဲ့ပြီးတော့ကြည်နေတော့အနောက်ကနေခရစ်ကလည်းကေဒရမာတွေတဲကလို့ကိတ်မုတ်ကင်ကဝင်လာခဲ့ပြီးတော့ဟာနာကလည်းခြေတံကြားလို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ခရစ်ကမွေးနေ့တရှင်းနဲ့ဆူတောင်းပေးပြီးတော့မွေးနေ့ကစပြီးတော့နေ့ရက်တိုင်းမှာပျော်ရွှင်စေဖို့သူ့အနေနဲ့အခုကစပြီးတော့ဟာနာနဲ့သူ့ရဲ့ကလေးစောင့်ရှောက်ပါလို့ပြောကမျက်ရည်တွေနဲ့ပြောရင်းနဲ့ထွက်ခွာသွားခဲ့ပါတော့ရင်ဟာနာကလည်းထွက်ခွာသွားရင်းနဲ့ပဲခရစ်ကိုကြည့်က ခိမုတ်ကလည်းလွတ်ကျသွားခဲ့ပြီးတော့ဘာကြောင့်မှမသိပဲနဲ့လူကလည်းအလိုလိုဝမ်းနဲ့လာရင်းနဲ့ပဲဒီပိုင်းလေးကတော့ဒီမာရင်ပဲပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုကြားနေတတ်တဲ့ဆိုရင်လည်းပဲ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးနော်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။